မြန်မာနိုင်ငံရဲ့ကျစ်တူဇွန်တွေတွေပြည့်ရတဲ့အဓိကအကြောင်းရင်းဖြစ်လာတဲ့ chain ပရိသတ်များလုံးမင်္ဂလာပါရှင် Famous Celebrity News ကနေပြည့်လဲကြိုဆိုလိုက်ပါတယ် TikTok ပေါ်မှာလူငယ်တွေကြားမှာရေပန်းစားနေတာကတော့ streamer လေး chain ကိုမမနဲ့ညီမလေးတွေအကုန်လုံးအရေးပြောကုန်တဲ့သတင်းလေးပဲဖြစ်ပါတယ် ရုံရင်ချောမောတာကြောင့်ချိုင်းမချိုက်ဖြစ်ပြီးတော့ချစ်သူကောင်းလေးတွေနဲ့တောင်ပြက်ကုန်ကြတယ်လို့ TikTok တခွင်မှာပြန်သွားခဲ့ရပါချိုက်ကတော့73နှစ်အရွယ်သာရှိသေးတဲ့ game stream မှာကောင်းလေးတစ်ယောက်ဖြစ်ပါတယ်ချိုက်ဟာရုံရင်ယူပကအရန်ဆွဲဆောင်မှုရှိပြီးတော့မိန်ကလေးတွေရဲ့အာယုံကိုဖန်ဆားနိုင်တဲ့သူတူပါပျော်ရိုင်းကြတဲ့နင်းစီကန်ကြီးချိုက်ကမြန်မာနိုင်ငံမှာနာမည်ကြီးနေတဲ့ Mystery H အဖွဲ့ဝင်တူဖြစ်ပြီးတော့အဖွဲ့ဝင်နေတဲ့သူပျော်ပျော်ပါပါ content တွေကိုဖန်တီးနေတတ်ပါတယ် ဆိုင်ကတရုတ်စစ်စစ်ကောင်လေးတယောက်ဖြစ်ပြီးမြန်မာပြည်မှာမိသားစုလိုက်လာရောက်အခြေချနေထိုင်နေရပါတယုတ်ဖြစ်ပေမဲ့လို့ဆိုင်ကတော့မြန်မာနိုင်ငံသားခံယူထားပြီးတော့ဗမာစကားကိုလည်းကြွန့်ကြွန့်ကျင်ကျင်နဲ့ကိုပြောနိုင်သူတယောက်ပါ Mystery Age တို့ဖွဲ့ကတော့ YouTube မှာသူတို့ရဲ့ဗီဒီယိုလေးတွေကိုတင်လေးရှိပြီးတော့အဲ့ဒီဗီဒီယိုကနေတစ်ဆင့်ဆိုင်ရဲ့ပုံတွေကိုယူပြီးတော့မိန်းကလေးတွေကတော်တော်လေးဆွဲလန်းနေကြပါတယ်တဖြည်းဖြည်းနဲ့လည်းသူတို့ရဲ့အဖွဲ့ကိုအားပေးချစ်ခင်ကြတဲ့သူတွေများပြားလာတာပါဒါပေမဲ့မိန်းကလေးတွေကတော့ဆိုင်ကိုမြင်ပြီးကလေးကတန်တန်ဆွဲဖြစ်သွားခဲ့ပြီးတော့ဆိုင်အတွက် page တွေထောင်က30ကျော်မမတွေနဲ့ညီမလေးတွေလည်းအကုန်လုံး share ကျူးကြပါတော့တယ်။ချရဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကြောင့်73နှစ်အရွယ်ကလေးလေးတယောက်ဆိုတာကိုတောင်မိကုံကြပြီးတော့ဝိုင်းကြိုက်နေကြတာပါ။ကောင်မလေးတွေပြောကြတာကတော့ချိုက်ဟာတရုတ်ဖြစ်တဲ့အတွက်ကြည်လင်ဖြူခွေးတဲ့အသားအရည်မျိုးရှိပြီးတော့အရန်ကြီးချောမောနေရမျိုးမဟုတ်ပေမဲ့မိန်ကလေးတွေရဲ့အကြိုက်ပုံစံမျိုးဖြစ်နေတယ်လို့ဆိုကြပါတယ်။ အခုလေခြိုက်ကနာမည်ကြီးအောင်မြင်လာပြီးမစ္စတရီ H အဖွဲ့ဝင်နေတဲ့အတူမန္တလေးကဆိုင်ဖွင့်ပွဲတွေမှာတင်ဇာဝင်းကျော်တို့လိုမင်းသမီးကြီးတွေနဲ့တောင်မှအတူတူတက်ခွင့်ရနေပါပြီ။အစပိုင်းမှာတော့ TikTok ပေါ်မှာကောင်မလေးတွေကခြိုက်ကိုမြင်လာတဲ့ချက်ချင်းကြီးကိုကြွေဆွင်းသွားကြပြီးတော့သူတို့ရဲ့ချစ်သူကောင်လေးတွေနဲ့တောင်ဖြတ်လိုက်ကြတယ်လို့သူတို့ရဲ့ချစ်သူကောင်လေးတွေကိုယ်တိုင်ကတင်လာကြပါတယ်။နောက်ပိုင်းမှာတော့ခြိုက်ကိုမျက်မှုန်းကျိုးနေတဲ့သူတွေတပြေးပြေးနဲ့များလာပြီးတော့အင်တာနက်ပေါ်မှာဝိုင်းပြီးတော့ဝုန်းကြပါတော့တယ်။နောက်ပြီးတော့ခြိုက်ရဲ့ personal account တွေထိလာရောက်ပြီး ဆဲဆိုပြောသွားတာတွေ၊ခြေရဲ့နာမည်ကိုသုံးပြီးတော့မထော်မနှမ်းလုပ်တာတွေတောင်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါရီကိုတတိထားမိနေကြတဲ့သူတချို့ကဒီလိုဖြစ်ရတာကခြိုက်ရဲ့အပြင်းမဟုတ်ကြောင်းခြိုက်ရအခုချိန်မှာငယ်သေးပေမဲ့သူရဲ့ဘဝတလန်ကိုကိုယ်တိုင်ရှာဖွေနေရသူဖြစ်တာကြောင့်ကလေးဘီဘီစိတ်ဓာတ်တွေကျသွားလိမ့်မယ်လို့ပြန်ပြောတဲ့သူတွေကလည်းရှိပါတယ်။နောက်ပြီးတော့ဒီလိုတွေဖြစ်နေရတာကမိန်းကလေးတန်မဲနဲ့ကလေးကောင်မှာကလေးမမသီလောက်အောင်အကျူးလွန်နေတဲ့တိုက်ကိုလည်းပြန်လေကဝိုင်းဝန်းပြောပြီးတော့အမြင်မှန်တွေရအောင်ပြောပြခဲ့တဲ့သူတွေလည်းရှိပါတယ်။ချိုက်လိုပဲအတန်းငယ်ငယ်လေးနဲ့ stream မှာလုံးနေကြတဲ့လူငယ်တွေလည်းမြန်မာနိုင်ငံမှာအများကြီးပေါ်ထွက်အောင်ပါ ဒီလိုအရွယ်လေးမှာအိမ်မက်နောက်ကိုလိုက်ပြီးတော့အကောင့်ထဲပေါ်တတ်နေပြီဆိုကြတဲ့ကောင်ခြိုက်ကတော့အနာဂတ်မှာကြိုးစားရင်ပိုပြီးတော့တောင်းအောင်မြင်လာအောင်မှာဖြစ်ပါရဲ့အခုဒီကိုရဲ့အိမ်မက်ကိုတောင်းအကောင့်ထဲမဖို့နိုင်သေးတဲ့လိုက်ပြီးတော့တိုက်ခိုက်နေတဲ့သူတွေတက်စာရင်လေးစားအားကြဖို့ကောင်းတဲ့ကောင်လေးတယောက်လို့ပြောလို့ရပါတယ်ဒီဗီဒီယိုကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေကရော73နှစ်သားလေးခြိုက်ကိုအလွန်ကျူးအကျူးလွန်နေတဲ့ main ကလေးတွေကိုဘယ်လိုမြင်မိလဲဆိုတာပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်